မြေပုံမှာနဲ့ခါလိုင်းမြေကြီးကချင်ဟာဗမော်ဖောက်ကမြေကြီးနားကြံ့တယ်နော်သူတို့ဟာဗမော်ကိုဝင်တိုက်လို့ကိုမရဘူးညစ်တိုက်တိုက်ရမနီကချင်เจ้าကပို့အရေးကြီးတယ်မြန်မာနိုင်ငံအတွက်အားလုံးဟာကချင် UNG ကသူ့အောက်မှာဖြစ်နေလို့ပြီးတော့မြောက်ပိုင်းစစ်မျက်နှာကိုတုတ်တက်ရခါမှာကျွန်တော် KIA KIA ရဲ့လှုပ်ရှားမှုကဟိုး1960ကနေပြီးတော့ KIO ကနေပြီးတော့ KIA ဆိုဖွဲ့ပြီးတော့တတ်ထောင်တဲ့ဥစ္စာတွေမပြောတော့ပါဘူး နော်ပြီးတော့ဒီခုနှစ်နောက်ပိုင်းမှာပဲပြောပါမယ်လူများစုဟာတမရွေးကြစစ်ရေးမြင့်တဲ့ KIA ကိုနော်စစ်ရေးဥဆောင်နေထင်ကြတယ်သူတို့မြင်တာကဗမော်ကိုလက်ရှိဝိုင်းထားတယ်ပေါ့ဗျာဖောက်ကန်ကြောက်စိတ်ကိုတန်ဝါအမြေရှားကိုထိတ်ထုတ်ဖို့ကြိုးစားနေတဲ့ဒုတိယအဆင့်အတွင်းပိုင်းမြင့်တဲ့ဥစ္စာကအရင်မြစ်ပြည်နယ်အခြေခံအောင်မြင်မှုတိုက်ပွဲလို့မြင်ကြတယ်ဟုတ်ဘူးအဲ့တော့အပေါ်ရန်တဆင့်ပဲတည်အပေါ်ရန်တဆင့်ရတော့နေပြီးတော့တိုက်မဲ့ဇုတ်ပြောနေတဲ့တဆင့် ဒုတိယတဆင့်ကအရင်မြင့်တဲ့ပြည်နယ်အောင်မြင်မှုစစ်ပွဲအကချင်းကိုအပေါ်ရန်ဘက်တီမဟာဗျူဟာရုပ်ပုတ်လွားဆိုတာရှိတယ်ဒါကပို့ပြီးနဲ့နေတယ် KIA ကနယ်မြေအတွက်တိုက်တာမဟုတ်ဘူးတစ်ဖက်ကနယ်မြေထက်ပို့တဲ့ကမ္ဘာ supply chain ဘက်ကမ္ဘာထောက်ပံ့ရေးခွင့်ဆက်အတွက်တိုက်နေတာဆိုလိုချင်တာကစည်ရေးလှုပ်ရှားမှုဟာအဲ့ဒီ supply chain ကိုဓာစခန့်ပြန်လှုပ်တဲ့ leverage အချိန်မြင့်တဲ့နည်းတစ်ခုပဲလိုအပ်ရင်အဖိဖို့လှုပ်လိုက်တာလောက်ပဲစည်ရေးဟာကစားတာ နော်ဒီဘက်ကကဘာထောက်ပတ်ရေးခွင့်ဆက်ဆိုတာကိုသူဘယ်လိုသုံးသွားလဲကျတော့အချက်လက်နဲ့ပြမယ်ရှေ့ရှေ့လေးလေးမြင်တာတဲ့အချက်နှစ်ချက်ရှိတယ်ပထမတစ်ချက်ကစီးပွားရေးနိုင်ငံရေးလှုပ်ရှားမှုနော် eco political movement 2024မှာပန်ဝါနဲ့ချိဖွေကိုမြေရှာကဘတ်လမ်းကြောင်းတိတ်လိုက်တယ်အဲ့ဒီလိုတိတ်ပြီးတာနဲ့အရင်လိုမဟုတ်ဘူးသူတို့ဘာလုပ်လဲနည်းမြေရှင်းလင်းတယ်ပြီးတာနဲ့အရင်ရှိနေတဲ့အထုတေတာတက် KSR1 ကိုအုပ်ချုပ်မှုတစ်ခုလုံးဖျက်သိမ်းကြောင်းကြေညာလိုက်တယ် သိတယ်မဟုတ်လားအဲ့ဒါအလုံးသိတယ်အထူးဒေတာတစ်ဖြတ်သိတယ်ကချင်ကဒါကတော့အလုံးသိပြီသားပြီးတော့သူတို့အဲ့လိုလုပ်ပြီးတာနဲ့အဲ့ဒါဟာဖြတ်သိလိုက်တယ်ဆိုတာနဲ့အဲ့ဒီပြည်နယ်ရဲ့အမျိုးသားရေးလောက်ရက်လို့ပြောလို့ရတယ်နောက်တစ်ခုက2025အစောပိုင်းမှာကျွန်တော်ပြောခဲ့ပါတယ်မြေရှားအချိပွဲပန်းဝတကပိတ်တာတွေတရုတ်ကပိတ်တာတွေဖွင့်တာတွေနဲ့ညှိနှိုင်းမှုတွေလောက်တယ်သူတို့ဘလောက်ထိလက်လန်းမိလဲဆိုရင်မြေရှားဈေးနှုန်းကိုကပတ် 6ပတ်ရေခွေးဆက်ပေါက်စည်းနဲ့တဒံကိုတရုတ်ယွမ်း3500အခွန်ကောက်တဲ့အမှုပါတော့အစ်စ်တော်ချက်ချင်းအကောက်ထဲပေါ်လိုက်တယ်မြေရှားကုတ်ချမ်းတဒံကို3500နဲ့အခွန်ကောက်ဖို့ပြင်ဆင်လိုက်တယ်ထုတ်ပြန်လိုက်တယ်အဲ့ဒါကိုညင်ရင်တကောက်ဖွင့်သွားလိုက်ပြီအခုဆိုရင်လည်းဇက်ကိတ်တွေပါပွင့်သွားပြီတရုတ်ကသူတို့ဘက်ကနေပြီးတော့အဲ့ဒါကိုပြန်ပြင်ဆင်လိုက်ရတယ်တစ်ထစ်ရှော့ပေးလိုက်ရတယ်ဒီတော့3500နော်တရုတ်ယွမ်းချက်ချင်းအကောက်ထဲပေါ်တယ်အဲ့ဒါက ကမ္ဘာတည်င်းတွေမှာဘလို့ရေးလဲကျွန်တော်ပြောခဲ့တယ်ဒါဟာသူကပုံကန်တဲ့အဖွဲ့ဆိုတော့တပုတ်လို့ရေးကြတယ်ကချင်တပုတ်ကရင်တပုတ်ပဲရေးတာများတယ်ကမ္ဘာတည်င်းမှာ rebel rebel group အဖွဲ့ရဲ့စက်ကြီးတစ်ခုမဟုတ်ဘူးဒါဟာကမ္ဘာဈေးကွက်ကိုတွက်ချက်ပြီးတော့ disposition နဲ့ tabian လို့ခေါ်တဲ့ဈေးနှုန်းကိုတိုက်ရိုက်တွက်ချက်ထားတဲ့တက်ရောက်တဲ့လက်လန်းမိတဲ့ geo economic lever ပဲပထဝီနိုင်ငံရေးစီးပွားရေးမောင်းတံကိုအဆုံးစော်ထိတက်ကန်ရတာပဲအရေးဆွန်တယ်လို့လည်းပြောလို့ရတယ် ဒါပေမဲ့တော်တော်တွက်ချက်ထားနိုင်တယ်အဲ့ဒါကိုလောက်တာအဲ့ဒါကနောက်ဆက်တွဲပါရလဲဆိုတာပြီးရင်ပြပေါ်လာလိမ့်မယ်အဲ့ဒါကစီးပွားရေးကိုဥတီပြီးတော့အရှိအကုန်ဆုံးမြင့်လိုက်တာဒုတိယအဲ့ဒီမောင်းတန်ကိုကောက်ွယ်ဖို့သူတို့ဟာစေရေးပြုတ်အခင်းရတယ် KIA ဟာစစ်မင်းနောက်တစ်ခုတစ်ချိန်တည်းမှာဖွင့်တယ်တစ်ဖက်မှာဗမော်မြေကြီးနားလမ်းမကြီးတခြား operation 0307 2024 match လာမှာစတယ် ဗမော်ကိုအခုချိန်မှာဝိုင်းပတ်ပိတ်ဆို့ထားတယ်။တပြိုင်နက်ထဲမှာပဲစကိုင်းတိုင်းထဲမှာအင်းတော်ကိုရှစ်လကျောက်ဝင်တိုက်တယ်။အင်းတော်ကို2025 AP မှာရှစ်လအကျောက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။အင်းတော်ဟာဘာဖြစ်လို့အရေးကြီးလဲဆိုရင်မန္တလေးမြစ်ကြီးနားကာလမယထာလမကြီးရဲ့အဓိကဒီ chop point လဲမျိုး point တစ်ခုပဲ။ဆိုလိုချင်တာကကချင်ကိုဝင်ဖို့လမ်းကြောင်းအဓိကပဲ။စကောက်စီရဲ့ ဝင်လာမဲ့လမ်းကြောင်းအကုန်လုံးပိတ်လို့ရတယ်ခုံလမ်းကြောင်းတစ်ကြောင်းပိတ်တာအင်းတော့ဟာမိပဲမန္တလေးမြစ်ကြီးနာကားလမ်းမယထာလမ်းမကြီးရဲ့အဓိကလမ်းမျိုး point အင်းတော့ကြာသွားတာနဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဆခရဲ့အဓိကထောက်ပံ့ရေးသွေးကြောမကြီးပြတ်ထွက်သွားတယ်ခုံလမ်းကြောင်းဒါဟာကချင်ရဘလို့ရည်ရွယ်လဲဆိုအရှိကိုတိုးထားတာကစကိုင်းကိုဘက်ဖားခန့်တာမဟုတ်ဘူးစကိုင်းတိုင်းကိုဩဇာလွှမ်းမှုထိတ်ချုပ်ရတတ်တယ်မဟုတ်ဘူးအဲ့ဒီအဆင့်ဟာနေတယ် ူတို့ဟာပြည်နယ်လွတ်မြောက်ရေးအတွက်လည်းမဟုတ်ဘူးဒီထက်ပိုတဲ့အစ်စ်တရားစတော့ကိုထောက်ပြီးတော့တက်တာသူတို့ရဲ့မြေရှားဇီးပွားရေးစုံအနောက်ဘက်ချမ်းကိုဝင်မဲ့စစ်ကောက်စီထိုးစစ်လမ်းကြောင်းအားလုံးကိုကုန်းလမ်းကြောင်းကိုကျွတ်တင်ဖျက်တောက်လိုက်တာအဲ့ဒါကြောင့်မို့လို့ကသားနီစစ်ကောက်စီရဲ့စစ်တင်ဖို့တက်လိတက်လာတာပဲလေဘမုံရေလမ်းကြောင်းပဲကျန်တော့လို့အဲ့ဒီလမ်းပိတ်သွားလို့စစ်ရေးနဲ့စီးပွားရေးကိုချိတ်ဆက်ပြီးတော့ geo economic and socket man လို့ခေါ်တဲ့ ပထဝီနိုင်ငံရေးစီးပွားရေးဝန်ရပိတ်ဆို့မှုခိုင်မာအောင်တိစောက်လိုက်တာနော်စစ်တင်ပေါ်တက်သွားတော့ကတာလမ်းကြောင်းတွေဘာတွေအဲ့ဒီတက်သွားတာလေနော်ဗမုံပြီးတော့အဲ့ဒီဗျူဟာရဲ့အကျိုးဆက်ကချက်ချင်းပေါ်လာတယ်ပထမဦးဆုံးတရုတ်ပေါ်မှာတရားမှုပဲသူတို့ဟာကုတ်တွင်းပိတ်ကချင်ဟာကုတ်တွင်းပိတ်ဖြစ်တယ်ကချင်ရဲ့အဓိကမြေရှားတင်ဆက်သားနဲ့တရုတ်ရဲ့အဓိကစီးပွားရေးအသက်သွေးကြောကိုခြင်ထားတယ်အသက်သွေးကြောဆိုတာတိုးတက်ဖွံ့ဖြိုးတဲ့နီးပညာအသက်သွေးကြော အဲ့ဒီမှာပေကျင်းဟာအရင်ကအချောင်ရနေတာဗာလဲ NDAK တို့နော်ဥစခုတရန်တို့ကနေတစ်ဆင့် AC ရနေတယ်ပေါ်ချကောင်းစင်းနဲ့ရနေတယ်နီးပညာစစ်ပွဲအတွက်မရှိမဖြစ်လိုအပ်တဲ့ဟာကိုအဲ့ဒီလို NDAK နဲ့ခြားဆောက်တဲ့ဂျာခတ်အဖွဲ့နဲ့ဆက်ဆံလို့မရတော့ဘူးကချင်ရိုးအပေါ်ရရအောင်ကချင်ဖွင့်လိုက်နိုင်တယ် KIO ဘဟုဌာနချုပ်နဲ့ဓာတ်ရိုက်စကားပြောလို့ရတယ်အသေးမှတော့ရှိတာပေါ့တော်တော်ကြီးယူလိုက်တယ်တနေ့လောက်ကြာမှထင်းတယ်တရုတ်ရတုတ်ပြန်မှုရှင်းတယ်ဂိတ်တွေပါပိတ်ပစ်လိုက်တယ် 他阿背的高头伊老人家哩，往往嘛背半哦。那他们生阿奥巴马，第第第那奥巴马比格老嘛，开始变胖，变变老人家哩半弯。阿家母嘞，孙女二奶哩在厝，阿带你出来了呗。孙女二奶那个，所以人家伊没顾西边去。只要阿所有孤单个，只要人家媒体里嘛杂志，佮包括店铺里面面啥呢，阿底下的生人那边尿尿个，台球面乌白的阿在个，就趁图片正常开呢。阿拉哈，佮伊物业楼下门口。 ပြန်လည်ချိန်ကြီးလိုက်တဲ့ geopolitical maneuver တစ်ခုပဲစတီယာဒန်ကိုလက်ပေးလိုက်တာပဲထိတ်ကြောင်းလိုက်တာပေါ့ဒုတိယအကျိုးဆက်ရှိတယ်နော်ပို့ပြီးစိတ်ဝင်စားလို့ကောင်းတော့က KIO ကတရုတ်တက်နိုင်ငံနဲ့အပေါ်မီခိုနေရတဲ့ supply chain တစ်ခုလုံးကိုဖွင့်ပစ်လိုက်တယ်ရရတတင်းတော်တော်လောက်တာနော်အိန္ဒိယဝင်လာတယ်တန်းပြီးတော့2025အောက်တိုဘာလမှာအိန္ဒိယရဲ့နိုင်ငံပိုင်တတ်သူတူဖော်ရေးကုမ္ပဏီသူတို့စမ်းသပ်နေတဲ့ IREM မြေရှားနမူနာတွေ KIO မှာ KIO မှာတိုင်းတယ် တောင်းတယ်ဓာတ်ရိုက်စမ်းတတ်နေတယ်နော်ပြီးတော့ဟိုဘက်ဒီဘက်ကစားတာပေါ့သူတစ်ဖွက်တယ်ဒါဟာနယူးဒေလီကတရုတ်ရဲ့ကမ္ဘာမြေရှာလဝဲကြီးအုပ်မှုကိုချိုးဖျက်ဖို့ခြေလှမ်းရှာတယ်လို့ပဲပြောပြောနော်ဘယ်လိုပဲပြောပြောဖတ်တည်ပြီးနှစ်ဖက်ချိန်တာပဲအဲ့တော့ KIO အဲ့တကားကိုဖွင့်ထားပေးလိုက်တော့ဝင်လာတာအမေရိကန်တော်မှလေးလာရခီးဝင်လာသေးတယ်ထပ်ပြီးတော့ကြည့်အောင်ဒီကိစ္စတစ်ခုလုံးမှာ KIO ကသူတို့ရဲ့စိတ်အင်အားကိုတုံးပြီးမကပတ် မဟာဗျူဟာကုတ်စီတစ်ခုရဲ့ဂိတ်ကီပါအဆင့်ကိုအောင်မြင်စွာရယူနိုင်ခဲ့တာဘာမှတခြားဖက်ကမဟုတ်ဘူးเนาะသူတို့တိုက်တာနေပြီးတော့လက်ဆိုင် NDAK ကိုပြောလို့ရတယ်เนาะဘာလို့ဆိုရင်မြေရှားကိုအပိကိုင်တာဟောတယ်အဲ့လိုမျိုးဟာကိုမဟာဗျူဟာမြောက်အကြီးမားဆုံးမတိတဲ့ဂိတ်တစ်ခုကြံ့နေတယ်အဲ့ဒါကထုတ်လုပ်မှုတစ်ခု KIO မှာမရှိဘူးမြေရှားကုတ်ချမ်းပဲရှိတယ်ဤပညာရှိတာမှာကုတ်ချမ်းပဲ KIO လည်းထုတ်ချင်မှာထုတ်မှာပါဒါပေမဲ့ကုတ်ချမ်းကိုထိထားနိုင်တယ် အဲ့ဒီကောက်ချမ်းကိုတန်ဖိုးမြင့်ကောက်ချောဖြစ်အောင်လုပ်တဲ့တန်းစင်ဆက်ရုံဟာတရုတ်မှာပဲရှိတယ်အိန္ဒိယကစမ်းသက်ဆယ်တော့အချောထက်မဖြစ်သေးဘူးဒီတော့အဖြစ်ရှာမရတဲ့မေကုတ်ဟာလက်ရှိမှာ KIA ရဲ့အခြေအနေကအဲ့ဒီဟောက်ကိုအာယူဆိုင်နေတာတော့ဗမော်ဝိုင်းပပိတ်ဆိုတဲ့ဗမော်ဘာညာတွေကဗမော်တိုက်မဲ့ဆိုရင်အင်းတော်လန်ကိုပိတ်ထားတဲ့အတွက်ကြောင့်နော်ဖားကန်လန်ပြတ်ပွဲသွားပြန်ဝင်ပေးလိုက်ရတဲ့အတွက်ကြောင့်ဒါတွေဟာအချိုးစည်းပွားနဲ့လိမ့်ဖက်လိမ့်ဖက်ဖြစ်နေတာသူတို့ရဲ့အုတ်ချုပ်ရေးမပြီးပြင်းတာအဓိကက ဗမောကိုပြပြင်အောင်နိုင်ထားမှသာ KIO ဟာလိုတလိုလီဘောက်တွေလှုပ်လို့ရမှာမဟာဗျူဟာမြောက်မောင်းတန်ကိုပိုင်ဆိုင်ထားတဲ့ဆိုပေမဲ့ကောက်ချန်းတကားဆောက်အဆင့်ပဲရှိသေးတယ်စက်မှုလုပ်ငန်းရှင်စက်မှုလုပ်ငန်းအခွန်ကောက်တဲ့အဆင့်မရောက်သေးဘူးကဘာအဆင့်တော့ဈေးနှုန်းကတန်ကိုယွမ်းသုံးတောက်ခွဲပြီးတော့အဲ့ဒီအခြေအနေမှာကဘာအင်အာဂျီနိုင်ငံတစ်ခုရဲ့ဈေးကွက်ထမ်းမှာရခိုင်လိုမျိုးပဲဖိနေတယ်ရုပ်ကန်ဆဲအခြေအနေ ဒီတော့ဗမော်ကိုစိတ်ရင်းနဲ့ပြန်ကြည့်ဗမော်ကိုတိုက်ခိုက်မှဆိုတာကဥပမာပေါ့ဗမော်ကိုတိုက်တာထက်ဆိုင်အထိခိုက်တအများမှာတရုတ်ကလည်းကြိုက်မှာမဟုတ်ဘူးဗမော်ထိုင်းနိုင်တယ်တော်တော်ကောင်းတယ်သူတို့ဟာအစ်စ်ညစ်ပြီးတော့တိုက်ရမှာတဆင်းတော့ညင်းရမှာအခုချိန်မှာမညစ်လို့မရဘူးဗမော်ကိုတိုက်ပြီးတော့တိုက်လို့မရဘူးအသက်ကိုဖြတ်တောက်ပြီးယူရမှာစစ်ကောက်စီရဲ့လေကြောင်းထောက် KI ဥဒတ်ကြံပေးတော့နော်စစ်ကောက်စီရဲ့လေကြောင်းထောက်ပံ့ရေးတကြောတကြောအလက်ကြပြန်လာတဲ့အချိန်နှစ်ဆလောက်ကြာလာပြီ မြေကျောင်းမှာပိတ်ဆို့ခံရတာဆန်နှုတ်တွေရှိတဲ့ကဘာတီဝီဒီမှာမြေကျောင်းကနေစစ်ကူလမ်းကြောင်းပိတ်ဆို့ခံထားရတဲ့တလမှာဆယ်ရက်ပိတ်ဆို့ထားပြီးပြီဆိုရင်တိုက်လို့ရပြီသွေးကြောတွေစစ်ကူလမ်းကြောင်းအလုံးပိတ်သွားပြီဗမို့စစ်ကောက်စီရပွင့်နေတော့မရသေးဘူးအဲ့တော့မြို့ထဲကိုဝင်တိုက်လို့မရဘူးအင်အားအလကားဗုံးချက်ခံဆုတ်ရှုတ်ခံရမယ်အဆဝင်ဆန်းပြီးသွားပြီအနိုင်ဘူးရိုက်ထိခိုက်တယ်နော်အဲ့တော့အဲ့ဒါကိုရောက်မှသူတို့ဟာတရုတ်ရဲ့ဩဇာကိုပြင်ပြအောင်လုပ်နိုင်မှာသူတို့မှတော်တော်ခက်ခဲတဲ့ချိန်နေ ရန်သူဟာထွက်လို့မရဝင်လို့မရသူတို့ဝိုင်းထားတာတခုပဲတည်အဲ့ဒီအခြေအနေလောက်ပဲတဖြည်းဖြည်းသူတို့ထိန်းထားမှာအခြေချအောင်မှာဗမော်ကိုညှစ်ဖို့အတွက်အင်အားတွေကိုအနောက်ဖက်တောင်မှမဟုတ်တောင်ဖက်တခြားသွေးကြောတွေဖြတ်တောက်ဖို့အတော့ပြရအောင်မှာ KIA မှာ PDF ကိုမဖြစ်မနေတော့ရတာအဲ့ဒါကြောင့်ဗမော်ကိုညှစ်ထားဖို့ဒါရချိတ်ဆက်နေတာကအင်းတော့ဗမ်းမောက်ဟုံးမလင်းအဲ့ဒီလမ်းကြောင်းတွေကိုဖြတ်တောက်တားဆီးထားနိုင်မှာရမှာဗမော်ကိုဝိုင်းပတ်ပိတ်ဆို့ထားဖို့အတွက်အဲ့ဒီနေရာမှာလူလို့တယ် ဲ့ဒါဟာပူပေါင်းပြီးတော့ပူပေါင်းတစ်ခုလို့လှုပ်ဆောင်ရမှာဗမောကိုရမတာသူတို့ဟာခုနကပြောတဲ့မြေရှားမှာပြည်ပြင်းတဲ့အခြေအနေတစ်ခုရောက်မှာเนาะဒါတော့မှဖားကန့်ပွင့်သွားသေးတယ်နော်ဗမောကိုရမဖားကန့်ကိုရမမြေကြီးနားဟာစိတ်ချမှာအဲ့ဒါကတနေ့နေ့လောက်ကြာအောင်မှာအဲ့ဒီတက်စကန်းတွေကို စောင့်ပြီးတော့เนาะအင်းတော်ရှစ်လောက်ကြာတယ်ဗမ်းမောက်အခုတိုက်နေတယ်ဟုံမလင်းရထားပြီးပြီပေါ့ဗျာဖြတ်တော့သားစီရေဒါတော့မပြည်ပြင်းသေးဘူးစိတ်ကောက်စီလေချောင်းကြောက်လို့ အားလုံးကရန်သူသွေးကြောကိုပိတ်ထားတဲ့ညက်အဖြစ်အသုံးပြုနေရတဲ့အတွက်ကြောင့်အားလုံးဟာအင်အားအပြည့်စုံတုံးရပြီးတော့နေရာချထားရတယ်။နော်အရှိဖက်ကိုတိုက်ဖို့မလွယ်ဘူး။ဗမော်ကိုလည်းထိတ်ချုပ်ထားတယ်ဖြတ်တောက်ထားတယ်ဒီဖက်အင်တော်ထိတ်ချုပ်ထားမှရတယ် ABS တရား2ပါတာပေါ့ရန်သူရဲ့စစ်ရေးကိုပိတ်ဆို့ထားနိုင်တာကစစ်ကောက်စီကာဒန်40ရောက်ခါဖြတ်တောက်နိုင်တယ်ဆိုရင်ရတယ် လေကြောင်းအင်အား25ရခိုင်နှုတ်ကိုအဲ့ဒီထက်မောင်းသွင်းနိုင်တယ်ဆိုရင်အောင်မြင်ပြီရခိုင်မှာဆိုရင်အရာဝတီကိုအနာတတိုင်းစစ်ဆောင်နာချုပ်ကိုရေချောင်းကနေသူကသွားမရတော့ဘူးအမြန်ဆုံးနည်းရအဲ့ဒါကအာယုတ်တွဲပြီးတော့စစ်ကောက်စီစစ်ချောင်းတွေအလုတ်များအောင်လုပ်ပြီးတော့သူတို့မှရှိတယ်လေတိတော့မသေးသေးလေးယင်လေးတွေရှိတယ်စပီဘုတ်လေးတွေတယောက်စီလားမသိဘူးတအားမြန်တယ်အရာဝတီဖက်ကိုတိုက်တော့ဆိုဘလိုဘလိုရောက်လာမှမသိဘူးလေအဲ့ဒါမျိုးနဲ့လက်ဖြားပြီးဝင်တာအခုလည်းအဲ့ဒီလိုပဲလက်ဖြားပြီးခေါ်သွင်းမှသာပဲနိုင်ပါ ော်တော်ရှုပ်တဲ့ view ဟာ AOD ကိုနော် AA တို့တက်သားတွေဘယ်လိုရောက်လာလဲဆိုတာတော်တော်များများစဉ်းစားနေကြမှာလားချက်ပြေးရင်လည်းလာတာမျိုးလေးဒါအောင်မြင်တယ်အခုဆိုရင်ရေချောင်းလှုပ်ချုပ်ရေးရှိနေတယ်နော်တစ်ဖက်အာယုလွယ်အလုံများအောင်လုပ်ပြီးဝင်လို့ရတယ်အဲ့ဒါကတအားဖိအားပေးလိုက်ရင်အနာတတိုင်းစစ်ထနာချုပ်ချိတ်ချဖို့ဒီတော့ခုနကရခိုင်ဖက်ပြဆဲအဲ့ဒီလိုမျိုးအခြေအနေမှာအပြင်ဖက်မှာအင်အားအများကြီးအသင်းဆောက်ပေးနေရတယ်ဗမော်ရောအင်းတော်ရောဗန်းမောက်ရောဟုတ်မလင်းရော စစ်ကောင်စီရှိတာမရှိတာထက်သူတို့ဒီဘက်အထက်ကညှက်ထားတဲ့ကောင်တွေအစာငယ်ရင်ငယ်သိဖို့အဲ့ဒါမှတရုတ်ကိုစစ်ကောင်စီကတော်တော်အောက်ကိုးတော့ဗောဗျာနော်မြေမြေစောက်တွေပါနေနဲ့ထပ်ပြီးတော့ကြည့်အောင်အဲ့လိုရွှေလျားထိုးစစ်နဲ့နော်ရန်သူကိုခေါ်သွင်းလိုက်မြူဆွဲလိုက်တအောက်ကစားရအောင်မှာဘာလို့ဆိုရင်အင်အားနယ်လို့ထိခိုက်မခံနိုင်လို့နောက်တစ်ခုကစေရေးကနေ AKIA ဟာနိုင်ငံရေးအဆင့်ကိုကူပြောင်းဖို့တလန်းကျက်သေးတယ် KSR1 အထူးဒေတာတက်ကိုဖျက်သိမ်းပြီးပြီ KIO အုတ်ချုပ်ရေးပြည်ပြင်လာဆိုတော့လို့သေးတယ်စီးပွားရေးဥပဒေအလေးချိန်ပြောင်းနိုင်ဖို့အရေးတကြီးလို့နေတယ်စီးပွားရေးเนาะအဆင့်ကကပတ်ဆက်သွက်ရေးကွန်ရက်လမ်းကြောင်းရေရှားဈေးနှုန်းကိုကပတ်အဆင့်ဈေးနှုန်းကောက်တယ်ကိုယ့်ရဲ့အုတ်ချုပ်ရေးတအားခိုင်မှမှအဲ့ဒီဟာကရေရှည်ကောက်လို့ရတာအဲ့ဒါကိုရောက်ကန်ရအောင်ပါစစ်တိုက်ဖို့တော့အာရုံမလာသေးဘူး လူကိုအခြေခံတဲ့အုပ်ချုပ်ရေးနဲ့မူကိုအခြေခံတဲ့အုပ်ချုပ်ရေးကိုပြောင်းဖို့ကြိုးစားနေတော့ပဲတည်ပြောင်းနိုင်ဖို့လိုသေးတယ်အခုစစ်တိုက်ဖို့ဆိုအဝေးအဝေးရုပ်လိုက်ဒီဘက်ကမလာဘူးကျွန်တော်ပြောသလိုပဲအခွန်တစ်ခုကိုနော်သူတို့အတိုင်းပြေစာနဲ့80ရာခိုင်နှုန်းလာဆောင်ပြီဆိုရင်အုပ်ချုပ်ရေးအောင်မြင်တယ်ပြဿနာအငင်းပွားမှုဥပဒေတစ်ခုကို14ရက်တွင်ဖြေရှင်းနိုင်အုပ်ချုပ်ရေးအောင်မြင်တယ်အုပ်ချုပ်နိုင်တဲ့သူဖြစ်သွားမှသာပဲအတိတ် ာတရုတ်ကနေပြီးတော့ရိုးတင်ပြီးဆက်ဆံပါအခုဟာရိုးနိုင်နေတယ်ညပူညပိတ်တော့မှအိန္ဒိယခေါ်တော့ရှိသေးတယ်ကချင်နိုင်ငံညံ့နေတော့ပြောတာပေါ့ဒီတော့အဲ့ဒီအုတ်ချုပ်ရေးနဲ့နိုင်ငံရေးအုတ်ချုပ်နိုင်တဲ့သူဖြစ်လာမှရမှာဒါတဆင့်ရုတ်ကန်နေတယ်အဲ့တော့ဆန်တွေလည်းမပြည့်ဘူးเนาะအထူးသဖြင့်အာ data အချက်လက်တွေရတုံ့ပြန်ချက်နေနေတယ်เนาะတရုတ်ကတည်ငြိမ်မှုနဲ့အုတ်ချုပ်နိုင်စွမ်းလို့လာတိုင်းနီမှာ MDA ကိုခေါ်တွေ့တဲ့အချိန်မှာပြည်သူတွေနဲ့အင်တာဗျူးထားတဲ့ရောတာဖိုင်တောင်းတလို့ပဲ KIO ကိုလည်းစောင့်ကြည့်နေတာအဲ့ဒါပဲဒီတော့ KIO မှာက delete ထုတ်တမ်းနေပါရောနှောနေတဲ့အုပ်ချုပ်ရေးရှုပ်ထွေးမှုအခြေအနေနဲ့နိုင်ငံရေးအသွင်ကူးပြောင်းမှုလိုနေသေးတယ်စီကြီးကတပိုင်းဒါကြောင့်တန်ဝါကမ်ပိုက်တီစီးပွားရေးအချက်ချနေရာတွေဟာเนาะအထူးဖြစ်ပြီးတော့အထူးတည်သားလို့မျိုးပေါ့သူ့ဘာသာသူတတ်မှတ်ပြီးတော့ model တစ်ခုတတ်မှတ်ပြီးအပြည့်ပြင်လောက်ရအောင် အဲ့နေရာတွေအဲ့လိုအဆင်ရောက်မှအဲ့ဒီကောက်တဲ့ဈေးနှုန်းရောက်မှကျန်တဲ့နေရာတွေကကြတော့ဟိုစမ်းတက်ထားတဲ့ဒေတန်သရောပုံစံမျိုးတောက်ရမှာမညီဘူးနော်ဒီ1ပေါင်းတစ်ခုလုံး KIA ဟို KIA ရဲ့အုပ်ချုပ်ရေးကတသားတဲ့သွားတာမျိုးမဟုတ်ဘူး ANDAK တို့နေရာမှာဆိုရင်မညီဘူးမညိဘူးတခြားနေရာမှာလည်းမညိဘူးအချိုးစည်းပွားတွေရှိတယ်အုပ်ချုပ်ရေးတအားခိုင်မာပြည်ပြင်မှာသူတို့လိုချင်နေတဲ့စည်းပွားရေးတကားဆောက်အဖြစ်ဈေးကြီးကြီးနဲ့ကောက်လို့ရတဲ့အခွန် ဥပမာပေါ့ပင်လက်ထွက်ပေါက်လိုမျိုးအဆင့်အခွန်ကောက်ခံမှုကပတ်ဇေနုပ်အတိုင်းအခွန်ကောက်ခံမှုမြေရှောက်ကိုရမှာအဲ့ဒါကိုသူတို့စူးစမ်းတာဒီဘက်ကဟာလည်းမဆိုင်ဘူးပြည်နယ်လွတ်မြောက်ဖို့ကလည်းတခွန်းတည်းတရုတ်ကိုပြောလိုက်တာနဲ့သူပြည်နယ်အေးဆေးဖြစ်သွားပြီအဲ့လောက်အဆင့်မဟုတ်ဘူးကြော့တယ်သူတို့စဉ်းစားတာစစ်ကားစီလာမတိုက်ဖို့တရုတ်ကိုအပေးယူတစ်ခုညှိတာနဲ့ပြီးတယ် yes or no ကချင်အတွက်အတအားလွဲ့တယ်ဘာလို့ဆိုမြေရှားရှိတယ်တရံဇာတာရှိတယ်ပင်လက်အာ ARD မြေထိုက်မှရှိတယ်တရုတ်ကို သူတို့တရုတ်ကိုကချင်ပြည်နယ်ချက်ောက်စီနဲ့တည်ငြိမ်ဖို့အတွက်တော်တော်ရည်ရလှုပ်လို့ရတယ်အဲ့ဆင်ကြော်တယ်သူတို့ကဒီထက်ပိုပြီးစဉ်းစားထားတာနော်ဒီတော့သူတို့မှာကမပီပြင်းသေးတာကအနောက်ကတရုတ်လိုချင်တဲ့တည်ငြိမ်မှုဘလောက်ထိပေးနိုင်လဲဆိုတော့အုတ်ချုပ်ရေးအဲ့ဒါရမတရုတ်သူလိုချင်တဲ့ဈေးနှုန်းရမဈေးနှုန်းပေါ့ဗျာဒါဒါပေါ့ဒီတော့အဲ့ဒီလေဟာနဲ့အုတ်ချုပ်ရေးလေဟာနဲ့ကိုသူတို့ဖြည့်စည်းရမှာနော်အဲ့ဒါကအလင်းမမီတဲ့အခြေအနေဖြစ်နေတယ် တချို့တချို့နေရာတွေမှာအချင်းပြက်တာတွေရှိတယ်အဲ့တော့ကျွန်တော်ပြောသလိုပေါ့နော်အခွန်တွေကောက်ခံမှုစနစ်တကျနော်လို့သလိုပုံစံနဲ့မဟုတ်ဘူးအဲ့ဒါတွေကကျွန်တော်တို့ကဘလောက်ပဲကောက်ွယ်ပြီးပြောပြောတရုတ်တို့အကျိုးစီးပွားရဲနှဲနေတဲ့လူတွေကခိုင်မာမှုကိုတွက်ချက်တဲ့ဆန့်နှုတ်တဲ့ထဲလိုက်ရင်တအားကိုရှင်းရှင်းလင်းလင်းမရသေးဘူးဆိုတော့တန်းထွက်တယ်ရခိုင်တို့ဘာတို့ဖက်လို့လဲတရုတ်ကကြောက်ဖြူဆန်နှုတ်တွက်ရင်အဲ့ဒါနဲ့ပဲတွက်မှာဘလောက်ထိခိုင်မာတဲ့အုပ်ချုပ်ရေးလဲဆိုတော့တွက်မှာ ာမခန့်နိုင်လဲဆိုတော့ဟိုတနေ့ကကိုကိုလာပြည့်မေးတယ်လို့ပေါ့ပါလဲတရုတ်ကဘယ်လိုလှုပ်ချုပ်ရေးအာမခန့်ပေးရမှာလဲဆိုတော့အဲ့ဒီအုပ်ချုပ်ရေးတရားစီရင်ရေးဘယ်လောက်ထိသူနိုင်ငံသူဒေသမှာအစိုးရတရားလို့အုပ်ချုပ်နိုင်လဲဆိုတဲ့အပေါ်မှာတီးတယ်ရခိုင်မှာပြည်တလောက်ရှိပြီမဲ့ကချင်မှာအလားတူမဟုတ်ဘူးဒီတော့အုပ်ချုပ်ရေးဟာစီးပွားရေးပေါ်မူတည်နေတယ်မြေရှားဈေးကိုအတက်ကျထိန်းနိုင်ဖို့အုပ်ချုပ်ရေးဘယ်လောက်ပြည်ပြင်လဲဆိုတဲ့အပေါ်မှာမူတည်တယ်အဲ့ဒါကိုရုပ်ကန့်နေရတာစစ်တိုက်ဖို့အဝေးသူအင်အားနဲ့အများကြီး ပြီးတော့အဲ့ဒီအုတ်ချုပ်ရေးမှာတချို့ဟာတွေကအာအရှိကိုဖြန့်ထားတဲ့သခိုင်းဖက်ကိုဖြတ်ရတဲ့ဥစ္စာကာရတဲ့ဥစ္စာရှိတယ်ဘမောဝိုင်ပါပိတ်ဆိုတာရှိတယ်တိုက်လို့မရဘူးဘုံကျဲတော့နဲ့ဆွတ်ဆွတ်ညွတ်ကြည့်မှာညစ်ပြီးတော့တိတ်ရမှာဒါတော့တော်တော်ကြာကြာတိတ်ရမှာအခုဆိုရင်တစ်စက်တိုးပြီးညစ်လို့ရနေပြီနော်ဒီညမှာလဲဆန်သားရှိတာနဲ့လှုပ်ချင်စိတ်ရှိတာကြံသေးတယ်ဒီတော့သူလိုချင်တာကအဲ့ဒါမဟုတ်ဘူးမြေရှားဈေးနှုန်းကိုကပအစစ်ဈေးနှုန်းအတိုင်းကောက်ခွင့်ရပြီးတော့ကပ တရုတ်ရဲ့နော် digital coin ရဲ့ရဲ့အဓိကပတ်ဖို့ပေးတဲ့ဈေးနှုန်းကိုအစ်တားရှိရှိခက်ခက်မမကောက်ချင်တဲ့စံတော့ကိုပုံဖော်နေတာအဲ့ဒီအတွက်နိုင်ငံရေးအုပ်ချုပ်ရေးတွေအားခိုက်မှာဖို့ရုပ်ကန်လှူရှားနေတာဒီတော့ပြန်ကြည့်ပါအဲ့ဒီမှာသူဟာမဖြစ်မနေမိခုန်ရတာကမြေရှားဟာသူတို့ကကုတ်ချမ်းလောက်ပဲပေးရတာဒီဘက်ကအိန္ဒိယဟာလည်းကုတ်ချမ်းဟိုဘက် ဟုတ်ချောအဖြစ်ပြောင်းလဲနိုင်တဲ့အဆင့်ကိုနည်းနည်းစောင့်ပြီးတော့လုပ်ရပဲ50နှစ်လောက်တရုတ်ကနေပဲပြန်ဝယ်ရတာပဲဒီတော့ကျော်နိုင်ဖို့အိန္ဒိယကိုခေါ်လို့တိတ်မထူးဘူးခချင်းကနော်တရုတ်ကိုပဲမိရမှာပဲဒီတော့တရုတ်နဲ့မိဖို့အောက်ချုပ်ရေးတော့အဓိကဖြစ်နေတယ်ဈေးကွက်ကိုဘယ်လောက်ပဲတိုးမြင့်အခွန်ကောက်ကောက်နော်ခိုးထုတ်တာထက်အခွန်ဆောင်ပြီးတရားဝင်ထုတ်တာထက်ပို့ပြီးတော့တွက်ချစ်ကိုင်းနေမှတော့ပဲအဲ့ဒီဈေးကွက်ကိုအောင်မြင်စွာရမှာ အများကြီးလိုသေးတယ်ခိုးထုတ်တာကြောက်စိတ်တွေတရားစားတော်တွေတဲ့တွေအခွန်ကောက်တယ်မဟုတ်လားမရဘူးခိုးထုတ်နေတဲ့အဥ္စအများကြီးတရုံနဲ့ပတ်ပေါင်းပြီးတော့ဒီရှားလက်ထုတ်နီးလက်ကောင်းမယ်အဲ့ဒီအတော့တရားဝင်အခွန်ဆော်ရွက်နဲ့ KIO KIAC မှာ80ရာခိုင်နှုန်းအခွန်ပြေစာလာဆောင်ပြီဆိုရင် အောက်ချုပ်ရေးအောင်မြင်တယ်ပြောလို့ရတယ်အဲ့ဒီအတွက်ရုပ်ကံရအောင်မှာအဓိကဟာစိတ်တိုက်တာမဟုတ်ဘူးရေရှည်အတွက်ဆိုပို့ဆိုတရုတ်ရဲ့ gate ပြော့ပြောင်းမှုစံတော့ တရုတ်မူဝါဒလိုသေးတယ်အဲ့ဒီမှာ AA ရော KIA ရောတတိထားမှာကယူနန်နဲ့ပေကျင်းမတူပါဘူးယူနန်ရဲ့စန္ဒအချိုးမြတ်ကိုဦးစားပေးရင်ပေကျင်းရဲ့မူဝါဒကိုအပြောင်းအလဲကိုယူနန်အစိုးရတွေကတိုက်တွန်းပေးပြီးတော့ပုံစံပြောင်းဖိုင်လို့ရတယ်အငါလက်နဲ့တွန်းလို့ရတယ်တပတ်ပေါက်လားယူနန်စန္ဒနဲ့ပေကျင်းစန္ဒမတူဘူးပေကျင်းကမူဝါဒယူနန်ဟာအချိုးစည်းပွားလိုအပ်ချက် ဟိုဒင်းပိတ်အဲ့တော့ယူနန်ရဲ့အစိုးရပြစ်ဆပေးတဲ့တရားအဲ့ဒီပြစ်ဆပေးတာယူနန်နော်မြေရှားတို့ဘာတို့တွာလာမှုဥစ္စာအလုပ်ယူနန်ထိတွေ့နေတာယူနန်တွေဒီတော့ယူနန်စန္ဒအစိုးရယူနန်အစိုးရနဲ့အဆင်ပြေနေတယ်ဆိုရင်ဘေကျင်းတော့မလို့ဘေကျင်းကိုအဲ့ဒီယူနန်အစိုးရကိုသူ့ဘာသာသူတိုက်တော်ခိုင်းနားချခိုင်းလို့ရတဲ့အဆင်အဲ့လိုဒီတော့ချုပ်ရမယ်ဆိုရင်ကျွန်တော်ပြောတဲ့အုတ်ချုပ်ရေကန်သားမှာအများကြီးရုပ်ကန်သားမှာစန္ဒနှစ်ခုလုံးဟာ သူတို့အကျိုးပဲကြည်လာဒီတော့အဲ့ဒီအဆင့်ပြောခဲ့တာတွေအားလုံးဘေကျင်းကိုနော်ဥပမာပေါ့ဗျာမူရစ်စေးလက်နက်နိုင်နေရေးအဲ့ဒါကယူနန်စန်တာတွေနောက် safety corridor တွေဖွင့်ပေးတာတွေဟာပြဿနာဖြေရှင်းပေးတဲ့ကချင်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပေးတာအကောင်ဆုံးကယူနန်အစိုးရရဲ့ KPI KPI ဆိုတာသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအောင်မြင်အောင်ကိုကဖန်တီးပေးရင်မိဖက်ဖြစ်သွားပြီးတော့ တက်သည့်ပြနိုင်တဲ့အဆင့်ဆိုရင်ယူနန်ဟာဗီဂျင်းမှာကျွန်တော်တို့ကချင်အတွက်ရောရခိုင်အတွက်ရောအကျိုးဆောင်နေတဲ့ပျော်ပေးဆုပေးတဲ့အဆင့်ရောက်သွားလိမ့်မယ်။အဲ့ဒီအဆင့်တွေအားလုံးဟာလောက်ကိုလောက်ရောက်မှာမဖြစ်မနေဘလောက်ပဲမျောမန်းထားမျောမန်းချက်အကြီးထားတာအကျိုးစီးပွားရရှိအတွက်ဒေါ်လာရေးကနေနိုင်ငံတော်တိဆောက်ရေးကိုပြောင်းရတာပဲ။ဒါအခက်တဲ့စိတ်ခုံမှုတွေအခုပြောင်းနေတာအဲ့ဒါဘာမှစစ်တိုင်းနေတာမဟုတ်ဘူး။ပါလေပမာဆိုလေကြားတိုက်ခိုက်မှုကိုကာရရတယ်ခုတ်ချစိတ်နန်းနန်းနဲ့စစ်ကောက်စီကိုကောက်ွယ်ရတယ် ော်သူတို့အားလောက်ပဲစဉ်းစားတာလေရင်ကိုပြစ်ချဖို့တဲ့ပြစ်မှတ်တွေကိုအာယုပြောင်းတာတို့နော်နိုင်ရကန်စခန်းကုန်းကိုအေအေတို့လာပြီးတော့ရေဒါတက်ဖြတ်စီးပြီးတော့ပြန်ဆုတ်သွားတာမျိုးအဲ့ဒါမျိုးကချင်မှာလည်းအဲ့လိုပဲမျိုးဆွဲရတယ်မတိတ်ဘူးလို့ကျွန်တော်ပြောတာပဲလေဘာလို့တိတ်မှာလဲအလက်ကအပြစ်ခံပြီးတော့တက်တက်တက်ဖြတ်စီးဖြတ်စီးပြီးပြန်ဆုတ်သွားတယ်ပြန်အောင်မလာခင်လိုက်ဘူးအဲ့ဒီလိုမျိုးနဲ့ဆွပေးတာမျိုးအဲ့တော့ဘယ်လိုမျိုးအချိုးလဲဆိုရင်တိကျတဲ့ပြင်မှတ်30ရာခိုင်နှုန်းအောက်ထိ ြောကြတော့အောင်ဖြစ်စည်းတိုင်းမှာစစ်ကောက်စီရဲ့လေဓာတ်ကိုစစ်ကောက်စီရဲ့လေချောင်းပဲကတော့ဟုတ်เนาะ15ရာခိုင်နှုန်းလောက်ထိဒီဒေတာကိုဘုလောက်မကျဲရတဲ့အခြေအနေချိတ်ချောက်ပေးနိုင်အကျိုးဆောင်အဆင့်ကိုတက်တယ်အားပါလဲလေရင်မှုရဲ့စိတ်ကိုပြစ်ချတဲ့အခြေအနေဒီတော့ပြောချင်တာကเนาะနိုင်ငံရေးပေါ်တိုင်မှုကိုတအောင်တတိထားလို့ KIA လည်းတတိထားရတယ်เนาะအခုလိုမျိုးပဲ စကိုင်းတို့ဘာတို့မှာကြည်တွေစီတွေခွဲဝေမှုတော့အငင်းပွားမှုတွေပြဿနာတွေဖြေရှင်းတဲ့ဆန်နှုတ်တွေရှိတယ်။နောက်မှပြောတော့မယ်။ပူတွဲတမဟာတွေတည်ထောင်ရတဲ့အစိတ်တွေရှိတယ်။ဆိုတော့နိုင်ငံရေးမညီမျှဘူးမနိုင်ဘူးဆိုရင်ဆေးရေးမပေါင်းတင်သေးပါဘူး။တကယ်ပြောတာနိုင်ငံရေးတဘောတူညီမှုညီမျှနေမှသာဆေးရေးပူပေါင်းလို့ရတယ်။အားလုံးချုပ်ရမယ်ဆိုရင်နော်အဓိကအခြေအနေ KIA တို့ရဲ့နိုင်ငံရေး ချိတ်ခွင့်ရှာထိတ်ကြောင်းနိုင်တဲ့အဆင့်ကိုတက်လန်းတဲ့ရည်မှန်းချက်ဩဇာရောအကျိုးစီးပွားရောမြေရှားအတွက်ဈေးနှုန်းကပ္ပဈေးကွက်တိုင်းကောက်ဖို့ရော ရခိုင်မှာလို့ပေါ့ပင်လယ်ကူးစိတ်ကမ်းတွေကပ္ပအဆင့်ကုန်အခွန်ကောက်ခံဖို့ဟိုမှာကမြေရှားရောင်းဖို့အဲ့လိုမျိုးအဆင့်ကိုတက်လာဖို့အတွက်နော်ပြပြင်းတဲ့မိဖို့ကြောင့်အိန္ဒိယကိုပြောဆိုတာမျိုးတွေလည်းလောက်ရတာပဲတအားခက်တာပါပြပြင်းအောင်အုတ်ချုပ်ရေးခိုင်မာတဲ့တရားဥပဒေရေးမဟာဗျူဟာအစီအစဉ်နေတဲ့ 最多三两块的棉花钱得了，晒太阳还有啥呢？两毛好不？二千五高布，一千五低了，八毛五低了的，年底那批阿百布，带钱带棉手一算，个钱边呢，算是个农民有钱呗，哦，地皮搞没保护，这钱边呢，反正嘛，世界上没是耶稣的欧纱帽漏完了大了，他哈，天天烤嘛了，没没没弥补，毛病了。 အောက်ချုပ်ရေးနဲ့တရုတ်ကိုညင်ရင်းနဲ့မတင်မချဖြစ်နေတဲ့အခြေအနေမှာတော်တော်ရုတ်ကန့်နေရတယ်။သူတို့ရဲ့နိုင်ငံရေးအကူပြောင်းမတည်တတ်တာပေါ့။အဲ့ဒါအရေးကြီးဆုံးပဲ။အေအေတို့မှတည်တတ်လို့နည်းနည်းလေးတောက်မယ်။ဒါတော့ဒုတိယဆင့်ညရအောင်မှာနောက်နေ့မှပြောပြမယ်။ဒီတော့တရားဝင်မှုအန်ဒီရဲ့အလုပ်ရင်ဆိုင်ရတယ်။စစ်ကောက်စီရှိနေသူတွေတရားဝင်မှုအန်ဒီရဲ့ကိုဖြည့်ရှင်းနေတာအခုအဲ့ဒါတရားဝင်မှုအန်ဒီရဲ့ရင်ဆိုင်နေရရင်ယင်းဒီမြုံနယ်တဲ့သူနဲ့ဓာတ်ရိုက် သူ့လိုတဲ့ဈေးပေးပြီးဝယ်မဲ့သူမလောက်ဘူးအဲ့ဒါကိုဖြည့်ရှင်းနေကြတာပြီးတော့တော်လန်ရေးဆိုတာကကျွန်တော်တို့မားနေတာကကချင်တော်လန်ရေးဆိုစမလုံးနဲ့เนาะဒီထက်ခိုင်မာအောင်ကျွန်တော်အေးစစ်ရှင်းပြလို့ရသေးတယ်တီတီကြကြဒါအကျန်းရေးထားတယ်မို့လို့ဘာမှမကြည့်ပါနဲ့เนาะဆိုပြီးတော့တော်လန်ရေးလောက်ရင်မိဖက်တွေစကွဲကုတ်လိမ့်မယ်เนาะမဟာမိတ်တွေဆိုတာဥပမာပေါ့စေရေးထိတ်ချုံတဲ့မြေမှာ ပြည်သူတရားစီရင်ရေးအုပ်ချုပ်ရေးကိုကျွန်တော်အစောင်းမှာပြောခဲ့ဆိုတည်ဆောက်အောင်မယ်တိုင်ကြားရေးကော်မရှင်ကိုလွတ်လပ်စွာဖွဲ့စည်းခွင့်ပြုတိုင်ကြားမှုဆိုတော့လေနားထောင်ဖို့ကပြဿနာရှာလို့ဝေဖန်လို့မဟုတ်ဘူးတိုင်ကြားမှုဆိုတာကိုအဖွဲ့စည်းရဲ့အချက်လက်ကိုအလကားကောက်ပေးတဲ့လူတွေဟုတ်လားအခမဲ့ကိုအဖွဲ့စည်းရဲ့လိုအပ်တဲ့အချက်လက် data တွေထောက်ပြပေးတဲ့စနစ်ကြေပြန့်လေးလေးအဲ့ဒီစနစ်အရေးတအားကြီးလေးပဲတောက်ချတတ်ရင်ရတယ်နော် ဆိုလိုချင်တာကတေနတ်ကနယ်မြေပေးနိုင်ပေမဲ့တရားမျှတမှုအုပ်ချုပ်ရေးကမှကချင်လိုတဲ့နိုင်ငံရခိုင်လိုတဲ့နိုင်ငံရောက်မှာအဲ့ဒီအစင်းရောက်မှလိုချင်တဲ့အကျိုးစီးပွားတတ်မှတ်ချက်ဈေးနှုန်းရောက်မှာတော့ပါပဲသူတို့လုပ်နေတာဒါပါတခြားမဟုတ်ဘူးနော်ကို့မှာရှိတဲ့ဟာကိုအမြင့်ဆုံးတန်ဖိုးတင်ပြီးတော့နိုင်ငံအစစ်လွန်မြောက်ခွင့်ကိုတွယ်ပြီးခေါ်တာဒါမှနေပြီးတော့တိုက်တော့မှာမဟုတ်ဘူး ရခိုင်မှာပင်လယ်ထွက်ပေါက်အကြောင်းပြုပါညာနောက်နေ့မှပြောပြမယ်အခု KIA မှာဆိုရင်ဖြည့်ရှင်းမဲ့ဟောက်စာတွေအများကြီးရခိုင်မှာအဲ့လိုမရှိဘူး KIA မှာအုတ်ချုပ်ရေးနော်အားလုံးကိုတသားတည်းဖြစ်တဲ့ပုံစံမဟုတ်ရင်တော့မှစားတက်ပြီးတော့ပေါင်းဆက်ထားတဲ့ဒေတန်တရအာ delete ထုတ်တန်းတွေပါတော့ရမှာဝမ်ပေါင်ရှိတယ်လို့ပါညာရှိတယ်တိရမလားကချင်မှာလည်းအများကြီးနော်အာကချင်မှာလည်းအများကြီးအဲ့လိုမျိုးအဲ့လိုအခြေအနေတွေဖြည့်ရှင်းဖို့ KIA ရောက်ကန်ရောက်ဆက်အခြေအနေပဲ သူ့ဟာသူစေရေးမှာဆရာကြီးဖြစ်တာကတပိုင်းအောက်ချုပ်ရေးနိုင်ငံရေးဟာအခေရာကြတယ်နိုင်ငံကြီးနဲ့စကားပြောနေတဲ့အဆင်မို့လို့ NDAK ကိုဖယ်ရှားလိုက်ပြီးတော့နေရှားကိုကိုယ်တိုင်ထိချုပ်နိုင်တဲ့အောင်ပွဲအကြီးတစ်ခုရခဲ့ပြီးပြီအဲ့ဒါတစ်ခုပဲရှိသေးတယ်အဲ့ဒီကနေသူကတက်လန်းနေတာတစ်ဆင့်ပြီးတစ်ဆင့် NDAK ပဲဖြစ်လိုက်ပြီးတော့နော်လောဘကိုကြားခံမထားတော့ဘူးဈေးနှုန်းအကျိုးစီးပွားပါပဲအားလုံးတော့ပါပဲ เนาะဒါပါပဲဘာတွေဇုတ်ပြီးတော့ကချင်ရနေပြီးတော့တိုက်မယ်လို့တော်လိုင်းတိုက်မယ်လို့ပြောနေတယ်ဒီထက်ခိုင်ပါတဲ့အချက်လက်တော်ရှိသေးတယ်ဆန်နိုးတွေရှိသေးတယ်ပါစင်ဘလောက်ဟာเนาะလက်စားကုတ်သွေးအာမခန့်ချက်ဆိုတာတွေရှိသေးတယ်ကျေးဇူးပါပဲ